thank uh you -huh. င်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ရွှေကောက်ပွဲအချိန်စရာမင်းအောင်လိုင်းထုတ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရွှေကောက်ပွဲကိုလာမယ့်ဆယ်လအကြာဒီဇင်ဘာဒါမှမဟုတ်နောက်ကြဆုံးဇန်နဝါရီမှာလုပ်ပေးဖို့ရှိတယ်လို့ဘယ်လာရုစ်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားခဲ့တယ်လို့သိရပါရယ်။၎င်းရဲ့ရွှေကောက်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့အတွက်နိုင်ငံရေးပါတီ53ပါတီကစည်ရင်သွင်းထားပြီးဖြစ်တယ်လို့လည်းသိရပါရယ်။ညီတို့တို့စနစ်မျိုးနဲ့ပြုလုပ်သွားမယ်ဆိုတာနဲ့ရဲအတီချာကိုတော့ထည့်သွင်းပြောဆိုသွားခြင်းမ ရှိပါဘူး။မင်းစင်မအောင်လူဦးရေစရင်ပြည်လုံးကျောက်ကောက်ခံပါရဲဆိုပေမဲ့လည်းပြည်လုံးမကျတဲ့အပြင် ကြည်လုံးဝက်တောင်မရှိရင်မြို့နယ်330အနက်145မြို့နယ်မှာသာပြီးလေစည်းလွယ်နောက်ကကြားလိုက်သလိုကောက်ယူခဲ့ရတာပါရုရှားဘယ်လာရုခီစင်ကိုရွေးပြီးအဲလိုပြောဆိုလိုက်ခြင်းက၎င်းရဲ့ရုရှားနဲ့ပိုပြီးနီနီကက်ကက်ဆက်ဆံလို့တဲ့အနေထားတိတာပေါ်လင်းထင်ရှားသွားပြီဖြစ်ပြီးတရုတ်တို့ကြည်နက်သွားအောင်ထည့်သွင်းပြောဆိုလိုက်ရခြင်းဖြစ်ပါတယ်ဒီလိုမဟုတ်ရင် MND တပ်တွေကမန္တလေးကိုဆင်းလာကြတာမခတ်ဘူးလားလို့စိုးရင်စရာကောင်းနေမှာဖြစ်ပါတယ်ဘီဂျင်းကနိုင်ငံတကာနယ်ပယ်မှာရုရှားနဲ့မဟာမိတ်ဖြစ်ဆက်ဆံနေတော့လေ ြန်မာစစ်ကောင်းဆောင်တွေက၎င်းတို့ထားရနေစင်ရသွားပုံဝါထီရောက်အောင်ဦးချိုးထားနိုင်ခဲ့မှုတိမ့်တိမ့်ထားနိုင်ဖို့နဲ့ဒေတာရင်းမဟာပြူဟာမြောက်ဟန်ချက်ညီညီထားနိုင်မယ့်အရေးကိုရုရှားတို့ချေရှုံလာလို့အနောက်ဆက်ဖြစ်သွားမယ့်အရေးကိုဘယ်လိုမှလက်ခံနိုင်မှာမဟုတ်ပါတော်မကြမင်းကလည်း၎င်းတို့စိတ်ကြည်နေသွားအောင်တောင်း ခေါ်လိုက်ရခြင်းဖြစ်ကြောင်းနဂါမင်းကိုချော့မော့ပြောဆိုထားမိတာဖြစ်ပါတယ်တင်ပေါ်ကရွှေကောက်ပွဲလုံးမယ်ဆိုကအရေးပေါ်အခြေအနေကိုတက်တန်းထပ်တိုးလို့မရတော့၎င်းရဲ့အနေထားလဲမြည်တို့ရှိမယ်မသိရတဲ့အနေထားမှာ၎င်းဖြစ်ချင်းဆုံးပူတင်ရဲ့တရားဝင်ဖိတ်ကြားမှုကိုရရှိသွားပြီဖြစ်ပါတယ်ပြီးချင်းရှိကွန်မြူနတီပါတီအစိုးရကတော့ပူတင်လို့မဟုတ်ပူတင်ကအမေရိကန်နဲ့ရှင်ပြိုင်ရာမှာလက်နက်အားကိုနဲ့ကျန်းပိုလောက်သာစိတ်ကူးရှိတော့လဲတရုတ်တို့ကမူဝါဒရည်ရပိုင်းဦးစားပေးသူဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်လဲပြည်တွင်းရေးဝင်မဆက်ဖက်ရေး အချုပ်ချာအာဏာလေးစားရေးဆိုတာကိုအမြဲလိုပြောဆိုနေခြင်းဖြစ်ပါတယ်။ရုရှားတမ်းမှာတော့ဒီစကားမျိုးကြားရခြင်းမရှိပါဘူး။မင်းအောင်လိုင်လိုပုံကူမျိုးကိုပူတင်လိုပြီးချင်းရှင်ပြည်သူခံမဆောင်ကြီးကိုဖိတ်ကြားလိုက်မယ်ဆိုရင်အာဆီယံနိုင်ငံများမျက်လုံးပြူမျက်စံပြူဖြစ်သွားပြီးရှီချစ်ပြင်ဖန်တီးရဲ့အမေရိကန်အလွန်ကပ္ပစနစ်တဲ့အပေါ်ရန်တန်ရာရှိနေတဲ့အဖြစ်မှာလုံးဝအယုံကြည်မဲ့တဲ့အစဉ်ကိုထိုးစင်သွားမှာဖြစ်ပါတယ်။လက်ရှိမှာ၎င်းတို့ဘာမှစံဆောင်စရာမလိုပဲကပ္ပပလိုင်ကြီးယာရုမှာသူစင်းနေသူထွက်သွားပြီးဖြစ်ပြီးတရုတ်နဲ့ရုရှား ို့ဝင်ရောက်နေရယူထားနိုင်ဖို့၎င်းတို့ရဲ့နိုင်ငံခြားရေးမူဝါဒကိုတင်မွေးစွာ restart လုပ်နိုင်ဖို့ဆိုင်းပြင်းနေခြင်းဖြစ်ပါတယ်။ရွှေကောက်ပွဲကိုလည်းတရုတ်လုတ်ခိုင်းလို့သာလိုက်လုပ်ပေးရတဲ့အဖြစ်သဘောမျိုးနိုင်ငံရဲ့သုံးပုံတပုံခန့်မှာသာလုံးမှာဖြစ်ပါတယ်။ရွှေကောက်ပွဲနဲ့သာမင်းအောင်လိုင်းကိုတိုက်ခါရှိရှိဖယ်ရှားနိုင်မယ်လို့ယုံကြည်နေပါတယ်။ ၎င်းတို့အတွက်မဟာဗျူဟာမြောက်လွန်စွာအရေးပါတယ်လို့သတ်မှတ်ထားတဲ့မြန်မာမှာတင်းပေါ်ဆက်ပြီးဥဆောင်နေလို့မဖြစ်တော့လို့ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။၎င်းနေရာမှာမြည်သူနဲ့အစားထိုးရမလဲဆိုတာကပြဿနာဖြစ်နေပါတယ်။မင်းအောင်လိုင်းကတော့စင်ပြေးဖို့ငကိုတွေကရှိရွယ်သူမဟုတ်၎င်းရဲ့အုပ်ချုပ်နေမှုကိုနိုင်ငံတကာကမဖြစ်မနေအတိမတ်ပြူလာဖို့ကြံစည်နေခြင်းဖြစ်ပါတယ်။ဘီဂျင်ကလည်း၎င်းရဲ့အကြံကိုမသိဘဲနေမှာမဟုတ်အနည်းဆုံးတုံ့စားမရတဲ့ကာကွယ်ဦးစီးချုပ်ရာထူးမှာဖယ်ပင်းရင်အောင်မစိုးလာဘူးလို့ယူဆထားပါတယ်။တရုတ်တရားရုံးကြီးကပြီးခဲ့တဲ့နှစ် င်အတွင်း online လိမ်လည်မှုပေါင်း၄000ကျော်ကိုကင်တွင်နေရပြီး2023နောက်ပိုင်းမှာ26.9ခုနှစ်ရာဂိုင်းလုံးဒေါ်လာနေတဲ့အရေးကြောင့်ကြားဖြန့်ကိစ္စကပြည်လည်ခြင်းမရှိပါဘူး။ ဆက်လက်ပြီးရန်ကုန်မန္တလေးကလန်ဟောင်းရှိစစ်တပ်ကင်းစခန်းကိုတိုက်ခိုက်ရှင်လင်းမှုစစ်တပ်ဘက်မှ9ဦးသေဆုံးပြီးလက်နက်6လက်ရရှိရဲကြောင့်တင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ငူခရိုင်ရန်ကုန်မန္တလေးကလန်ဟောင်းရှိစစ်တပ်ကင်းစခန်းကိုတိုက်ခိုက်ရှင်လင်းရာစစ်တပ်ဘက်မှ9ဦးသေဆုံးပြီးလက်နက်6လက်ရရှိကြောင့်တော်လိုင်းသတင်းအရင်းမြစ်တွေကပြောပါရယ်။မလ9ရက်နေ့မနက်9မိနစ်30ချိန်ပဲခူးတိုင်းတောင်ငူခရိုင်ကျွဲပွဲမြို့နယ်ညောင်ကြောင်မြို့အကြားရန်ကုန်မန္တလေးကလန်ဒီကြောက်တိုင်ကျေးရွာရှိစစ်တပ်ကင်းစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနေ ယ်မြေနေပြူဟာ23တန်ရင်3500နှင့်အုတ်တွင်းပါကဖာတိုက်ခိုက်ရေးတပ်ဖွဲ့တို့ကပူပဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်းအဲလိုတိုက်ခိုက်မှုတွင်စစ်တပ်ဗမာ9ဦးသေဆုံးပြီးလက်နက်6လက်သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်။ဒါအပြင်တိုက်ပွဲတွင်တော်လိုင်းတပ်ဖွဲ့ဘက်မှရဲဘော်တအုပ်ကြဆောင်ပြီးစစ်တပ်ဗမာသိမ်းဆည်းရရှိတဲ့လက်နက်များမှာ MI1 လက် G3 နှလက် MI11 နှလက် G12 ကို G3 G9 5.56 G9 သိမ်းဆည်းရရှိကြောင်းသိရပါသည်။ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်စစ်စင်ရေးမှုရဲဘော် ော်တင်ဦးကလည်းတောင်ငူခရိုင်ကျွဲပွဲမြို့နယ်ညောင်ကြောင်မြို့အကြားရန်ကုန်မန္တလေးကားလန်ဒီကြောက်တိုင်ကြီးရွာရှိစစ်တပ်ကင်းစကန်ကိုဒီကနေ့မနက်ပိုင်းတိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်းရန်ကုန်သတင်းဌာနကိုအတည်ပြုပြောဆိုခဲ့တယ်လို့ဖော်ပြပါရှိပါတယ်ရှင်။ ရန်ကုန်မော်လမြိုင်အဝေးပြေးလမ်းရှိစစ်တပ်ရဲ့ညောင်ခါရှိအစ်စရိဂိတ်ကိုတရားခုနှစ်မမရှော့တိုက်တုံးသုံးလုံးနဲ့ပြခတ်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းရန်ကုန်မော်လမြိုင်အဝေးပြေးလမ်းရှိအကြံဖတ်စစ်တပ်ရဲ့ညောင်ခါရှိအစ်စရိဂိတ်ကိုတရားခုနှစ်မမရှော့တိုက်တုံးသုံးလုံးနဲ့ပြခတ်တိုက်ခိုက်ခဲ့ကြောင်းဝေါ်မြူနယ်ဖြီသူကာကွယ်တပ်မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။မလရှိရနေ့မနက်3နာရီခန့်မှာရန်ကုန်မော်လမြိုင်အဝေးပြေးလမ်းဝေါ်မြူနယ်ရှိအကြံဖတ်စစ်တပ်ရဲ့ညောင်ခါရှိအစ်စရိဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကတရားခုနှစ်မမရှော့တိုက်တုံးသုံးလုံးနဲ့ပြခတ်တိုက်ခိုက် ုင်ခဲ့ကြောင်းသိရပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်းအကြံဘက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအရေအတွက်နဲ့ပြည်စည်းမှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ်လက်ရှိညောင်ခါရှိစစ်စင်းဂိတ်ကဘကိုးတိုင်းနဲ့မုံပြင်းနဲ့အဆက်မရှိနေပေါ့တော်လိုင်းအင်အားစုတွေအတွက်ကတော့ဒီဂိတ်ကအနှောက်အယှက်တစ်ခုဖြစ်တဲ့အထဲကိုလက်နက်ခရမ်းတွေသွင်းတဲ့အခါကျရင်ဒီဂိတ်ကစစ်ဆေးပြီးတော့ဒီဂိတ်မှာတော်တော်များများဖမ်းမိကုန်တာများတယ်အဲဒီတော့ဒီဂိတ်ကိုတော့ကျွန်တော်တို့ကနောက်ပိုင်းဒီဇိုင်းမတ်မတ်ဖြုတ်ခွင်းဖို့တော့ဆောင်ရွက်သွားမယ်လို့ဝေါ်မြူနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန် ှိသူတအုပ်ကပြောပါရယ်အဆိုပါတိုက်ခိုက်မှုကိုရောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖားနဲ့ကဝမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကမာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါရယ် ဆက်လက်ပြီးညောင်ကျိုးတိုက်ပွဲပြင်းထန်ကလက်လွတ်ခဲ့ရကနီးမှာရှန်ကုံကတရင်နေကိုပါအင်အားဖြည့်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးရှိစစ်ကောင်စီနဲ့အာရခတ်တပ်တော်အင်အားပူးပေါင်းတပ်ဖွဲ့ကိုတိုက်ခိုက်မှုမှာပြင်းထန်နေပြီးစစ်ကောင်စီဘက်ကစကန်လက်မလွတ်ရရေးအတွက်ရှန်ကုံမှတရင်များကိုပါအင်အားဖြည့်တင်ပို့ဆောင်နေကြောင်းသိရပါတယ်။တိုက်ပွဲပြင်းထန်ကအင်အားလိုအပ်ချက်များပြားနေလို့စစ်ကောင်စီကညောင်ကျိုးကိုမော်ဘီတပ်နဲ့တရင်များမှအင်အားရှာချီပို့ဆောင်နေကြောင်းသိရပါတယ်။မော်ဘီကမင်္ဂလာလုံတပ်နဲ့ပြင်းတိုင်းတ က်ဖွဲ့အများဆုံးပဲအဲ့ဒီကတက်ဖွဲ့ဝင်တွေကိုစူးစီးပြီးညောင်ကျိုးကိုပို့နေတာညောင်ကျိုးကကြာကနီးနေပြီလို့တပ်သတင်းအရင်းမြစ်တွေကပြောပါတယ် စစ်ကောင်စီရဲ့ချိန်မြန်တိုင်ရင်ခမာယ313ခမာယ900တင်းခမာယ900နှစ်နဲ့ခမာယ903တိုင်ရင်၄ရင်းရှိတဲ့အနက်3ရင်းကိုညောင်ကျိုးကိုအင်အားဖြည့်ပို့ဆောင်နေကြောင်းသိရပါတယ်။တိုင်ရင်တစ်ခုလည်းတပ်ဖွဲ့ဝင်အင်အား40စီစုဖွဲ့ပြီးညောင်ကျိုးစခန်းလက်မလွတ်ရရေးအတွက်အခုမှလအတွင်းအင်အားဖြည့်နေကြောင်းသတင်းအရင်းမြစ်တွေကဆိုပါတယ်။တောင်ကုန်းဘကူအစက်တောင်မွန်ကြီးစခန်းကစပြီးဤကစစ်ကောင်စီကိုထိုးစစ်ဆင်တိုက်ခိုက်ရာအခုဗရောင်းတက်နေညောင်ကျိုးတင်တိုက်ပွဲရရှိလာပြီးစစ်ကောင်စီဘက်ကထိခိုက်တိုက်စုံမှုများပြားကာ ရန်ကုန်နဲ့အုတ်ရှိပင်မှာဆင်အင်အားဖြည့်တင်းနေကြောင်းသိရပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့ဖေဖော်ဝါရီ26မှာစပြီးအုတ်ရှိပင်မှာတရင်တပ်ဖွဲ့များကိုစစ်တုံးဖော်ကရှင်တန်းများနဲ့အင်အားဖြည့်နေရပြီးတန်ရာရနဲ့တေဆုံစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြန်လည်တေဆောင်မှုတွေပြုလုပ်နေကြောင်းသိရပါတယ်။ပြီးရွှေတောင် စစ်စင်းရုံမှာလည်းညောင်ကျိုးမှတန်ရာရတပ်ဖွဲ့ဝင်တွေကိုပို့ဆောင်ထားရာအင်အားများမှာကုသမှုပြုလုပ်နိုင်ခြင်းမရှိတော့လို့မင်္ဂလာတုံစစ်စင်းရုံကိုပရာဟိတအတင်းကားတွေတုံးပြီးပို့ဆောင်နေကြောင်းဒေသခံတွေကသိရပါတယ်။အင်ကရ က်ခိုင်ဘကိုးအစက်ရှိတောင်ပုံကြီးစခန်းမိုးထီတောင်ပြူဝါတို့ကိုတင်ပိုက်ပြီးပဒေါမျိုးနယ်အတွင်ရှင်နတ်တောင်တာဝါတိုင်းစခန်းကိုပကံကွဲလက်နက်ကြီးစခန်းတို့ကိုတန်းယူပြီးညောင်ကျိုးအထိထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပါတယ်စစ်ကောင်စီကညောင်ကျိုးစခန်းမကြဖို့အတွက်ညောင်ကျိုးတောင်နဲ့ကာဘာစာစက်ယုံတွေကနေပြီးလက်နက်ကြီးပစ်ကိုတွေပြီးနေပြီးလေကြောင်းပစ်ကိုတွေနဲ့စက်တပ်လေးတီတုံပြီးဘုံချေချတိုက်ခိုက်ခြင်းတွေကိုပါပြုလုပ်နေကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။